စ်ကောင်းဆောင်မင်းအောင်လှိုင်ကအာဏာသိမ်းပြီးနောက်ဥပဒေရှိခုကိုပြောင်းလဲပြချန်ခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကညီဆောင်ရှောက်ရေးအသင်း AAPP ရဲ့မတ်လ23ရက်ထုတ်တရားဥပဒေကိုလက်နက်တပ်ဖွဲ့အသုံးပြုခြင်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်က2021ခုနှစ်အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှာနိုင်ငံရေးအရဆန့်ကျင်နေတဲ့ခေါင်းဆောင်တွေနဲ့တက်ကြွလှုပ်ရှားသူတွေကိုဖိနှိပ်ဖို့အတွက်ဥပဒေတွေနဲ့ပြဋ္ဌာန်းချက်တွေကိုပြင်ဆင်တာအသည့်ပြန်လည်ပြဋ္ဌာန်းတာတွေကိုလှုပ်ဆောင်ခဲ့တာပါ။ ရာဇသက်ကြီးပြည်မှုဆိုင်ရာဥပဒေပါအခန်း6ကပုံမှန်တွေအခန်း22ကပုံမှန်တွေဖြစ်တဲ့905နဲ့ 905- ကကြီးတို့အပါအဝင်လူမျိုးတုံးတက်ပြတ်မှုဥပဒေလက်နက်ဥပဒေအပြင်နိုင်ငံသားတွေရဲ့ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးတဲ့ဥပဒေတွေကိုပြင်ဆင်ပြဌာန်းလိုက်ပါတယ်။ဒီကတော့ဒီချမ်းဘက်စေအုပ်စုဒီမတရားအာဏာသိမ်းပြီးရဲ့နောက်ပိုင်းမှာတို့ဥပဒေတွေ ကိုပြင်ဆင်ပြောင်းလဲလိုက်တာရှိတယ်ပြင်ပြောင်းလဲလိုက်တာရှိတယ်အဲထားပါလို့ပြောတော့အချမ်းဖက်ဥပဒေတို့ဟာမျိုးတွေနောက်ကျွန်တော်တို့ဒီစစ်မှုထမ်းအခုဆိုလို့ရှိရင်တကယ်တနင်္ဂနွေလုံးခံစားနေရတာစစ်မှုထမ်းဥပဒေပေါ့နော်စစ်မှုထမ်းစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးလို့ဆိုရင်တကယ်လူငယ်လူရွယ်တွေကအနာဂတ်လုံးဝပျောက်နေပြီသူတို့ကဟိုပြည်တွင်းထဲမှာနေလို့ရှိရင်လည်းစစ်မှုထမ်းဥပဒေကြောင့်သူတို့ကစစ်မှုထမ်းမဲ့အနေအထားမျိုးတွေဖြစ်တယ်အဲ့မှာသူတို့ဟိုတနေရရာကို ဟိုထွက်ပြေးတိတ်ချောင်ကြရတယ်စိတ်မမထမ်းခြင်းနဲ့လူနဲ့လူပြည်သူအများစုကဘယ်မှစိတ်မမထမ်းခြင်းကိုကိုပြည်သူအချင်းချင်းတိုက်နေတဲ့အဲတိုက်ပွဲတွေမှာဘယ်သူမှပါဝင်ဟိုဆောင်ရွက်ခြင်းတာအပောင်ပြီးတော့စိတ်မထမ်းခြင်းတာမရှိဘူးအဲတော့ဟိုပြောရလို့ရှိရင်ဗျာကျွန်တော်တို့ဒီလူငယ်တွေရဲ့အနာဂတ်ကလုံးဝဟိုကြောက်ဆုံးသွားတယ်အခုလက်ရှိအခြေအနေမှာအလားတူပဲတခြားတခြားတော့ဥပဒေတွေကြောင့်ကျွန်တော်တို့ပြည်သူတွေကအများကြီးအဲ ခံစားနေကြရတယ်ရှိတယ်မတရားတဲ့ဥပဒေတွေဖြစ်တယ်ပြီးတဲ့ခါကျတော့အဓိကပြောချင်တာကတော့ပြတို့ဒီဇမက်ဆေးဥစုတွေမတရားအနေနဲ့တင်ထားဖြစ်တယ်တို့မှဒီဥပဒေပြဋ္ဌာန်းခွင့်အာဏာတို့မှမရှိမရှိတဲ့ကြားတွေကနေပြီးတော့တို့ကဒီຢာတွေကိုတို့ချိုးဖောက်ပြီးတော့တို့ဒီဥပဒေတွေကိုမတရားပြင်ဆင်လိုက်တယ်ဒါတွေကြောင့်ကျွန်တော်ပြည်သူတွေအင်ဂျင်ဆုံးရှုံးနေတာခဲ့ရတဲ့ဟာတွေကအများအများရှိပါတယ်ဗျ ဆရာနာရှင်ဟာကိုလိုနီခေတ်ကာလကလေးကပြဋ္ဌာန်းခဲ့တဲ့ဖိနှိပ်ချုပ်ချယ်တဲ့ဥပဒေတွေကိုဆက်လက်ကျင့်သုံးတာထက်မှန်ပြင်ဆင်တာနဲ့ဥပဒေအစ်တည်ရေးဆဲအတီးပြူတာတွေကိုလှုပ်ဆောင်ခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကုညီဆောက်ရှောက်ရေးအသင်း AABB ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်ဒါအပြင်ဆက်အနာရှင်ဟာအဲ့ဒီဥပဒေတွေကိုစစ်ကောင်စီအနေနဲ့လက်နက်တပ်ဖွဲ့အုံချပြီးမြန်မာပြည်သူတွေအပေါ်အကြမ်းဖက်မှုနဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုစနစ်တကျဆင်ဆန်းမပြတ်ကျူးလွန်နေတယ်လို့လည်းဆိုပါရယ်ဥပဒေဆိုတာတနတ်ရှိတဲ့လူက ဆွဲတာပဲလေဟုတ်လားတဏှာရှိတဲ့လူကတဏှာပြဆွဲတာမင်းအောင်နိုင်တက်လာပြီးတော့နှစ်ပတ်ပဲကြာတဲ့အဥပဒေကြီးပြင်တာပဲအဲ့တော့နှစ်ပတ်နဲ့ဘာလို့ဒီလောက်အရေးကြီးပြင်ပြနေရလဲဆိုတဲ့အခါကျတော့သူရာသက်ပံအုပ်ချုပ်ခြင်းတို့အဲ့ဒီဖောင်ဒေးရှင်းနေစချတာပဲဟုတ်တယ်နော်ဖောင်ဒေးရှင်းနေချတာဟဲ့လားနော်အာနာရှင်လန်းစင်ကိုတွားခြင်းလို့ဖောင်ဒေးရှင်းနေချတာနော် အစတွေကသူ့အတွက်ပဲလှူတာလေပြည်သူအတွက်လှုပ်တယ်ဥပဒေမှာမှုတာပဲပြည်သူကိုနှိတ်ကုတ်ဖို့လှုပ်တယ်ဥပဒေရဘလို့ဥပဒေနဲ့သူ့ခွင့်ရင်းနဲ့ညီမာလေနော်ဒူးလေဥပဒေထုတ်တဲ့ရွယ်ချက်กว่าမတူဘူးလေဒီဒီမိုကရေစီအစိုးရတွေလက်ထက်မှာထုတ်တဲ့ဥပဒေတွေကပြည်သူအကာအကွယ်ပေးပြည်သူကောင်းစားဖို့ထုတ်တာလေဒီစစ်အာဏာရှင်တွေမှာထုတ်တာကတော့သူတို့ကောင်းစားဖို့နဲ့သူတို့လုံခြုံဖို့ပြည်သူတွေသူတို့မလှန်ရအောင် ဲ့လိုထုတ်ထားလေရည်ရွယ်ချက်ချင်းမတူဘူးလေနော်လက်ရှိနိုင်ငံအနှံ့ပြားကတော်လှန်ရေးအဖွဲ့တွေဟာနိုင်ငံရဲ့နယ်မြေအများပြားကိုထိန်းချုပ်ထားနိုင်တဲ့အခြေအနေကိုရောက်နေပြီးတော်လှန်ရေးအဖွဲ့အစည်းတွေအုံပြုမဲ့ဥပဒေတွေဟာလည်းဒေသခံပြည်သူတွေကိုဗဟိုပြုပြီးအခြေခံလူခွင့်ရေးကိုလေးစားလိုက်နာတဲ့ချင်းကပ်မှုနဲ့ပြဋ္ဌာန်းကျင့်သုံးဖို့အရေးကြီးတယ်လို့လည်း AABB ကထောက်ပြပါဗျာ။ဒါအပြင်ဒီဥပဒေတွေဟာတက်ဆိုင်ရာပြည်သူတွေရဲ့အခြေခံလွတ်လပ်ခွင့်တွေကိုလည်းလေးစားပြီးအကာအကွယ်ပေးဖို့လည်းလိုအပ်တယ်လို့ဆိုပါတယ်။ အလီကအစိုးရတရက်ကဥပဒေကိုပြဋ္ဌာန်းနေဆိုရမှာပြည်သူတွေကိုအကာအကွယ်ပေးတဲ့ဥပဒေတွေဖြစ်ရမှာပြဋ္ဌာန်းတဲ့ဥပဒေတွေဒီလူခွင့်ရေးဆန်ရုံဆန်နှုန်းတွေကိုလေးစားလိုက်နာရမှာဖြစ်တယ်အဲတော့ဟိုကျွန်တော်တို့ဒီမိုကရေစီအစိုးရပေါ့နော်ကျွန်တော်ဒီပြည်သူတွေရဲ့အခွင့်အရေးကိုအလေးထားတဲ့အစိုးရလက်ထက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်၅ညလိုကိစ္စမျိုးတွေအေဂျင်ကိစ္စမျိုးတွေဒါတွေကိုပြဋ္ဌာန်းလိုက်နိုင်တယ်ပြီးတော့ပြည်သူတွေကိုအကာအကွယ်ပေးတဲ့ဥပဒေတွေကိုပြင်ဆင်လိုက်တယ် ဥပမာကျွန်တော်နိုင်လို့လုံလုံဥပဒေမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ပြင်ဆင်နိုင်လိုက်တဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့အဲ့လိုပဲဖြစ်ရမယ်လက်ရှိဒီအကြံဖက်ဆေးဟုတ်စုနဲ့ဒီဆေးအနာရှင်အဆက်ဆက်ပေါ့ဒါတွေကတော့ပြည်သူကိုဖိနှိပ်မဲ့ဥပဒေတွေကိုပဲသူတို့ပြဋ္ဌာန်းတယ်သူတို့ကိုအကာအကွယ်ပေးပြီးတော့ပြည်သူကိုဖိနှိပ်မဲ့ဥပဒေတွေပဲပြဋ္ဌာန်းဒါကကျွန်တော်တို့ဒီနိုင်ငံတကာလူခွင့်ရေးအခြေအနေရောကျွန်တော်တို့ပြည်သူတွေရပိုင်ခွင့်ရှိတဲ့နိုင်ငံသားအခွင့်အရေးတူးချင်းရဲ့ဒီလူခွင့်ရေးတွေရောဒါချိုးပေါက်ခံရတာဖြစ်တယ် စစ်ကောင်စီဟာအာဏာသိမ်းယူထားတဲ့ကာလတလျှောက်မှာနိုင်ငံရေးသမားတွေ၊ကျောင်းသားလူငယ်တွေ၊တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေတကြွလှူရှားသူတွေအပြင်ပြည်သူတွေကိုပါအမျိုးမျိုးသောဥပဒေတွေနဲ့ဖိနှိပ်တာ၊ဖမ်းဆီးအပြစ်ပေးတာ၊ထိမ့်သိမ်းတာနဲ့နှိပ်စက်တာတွေကိုလှုံ့ဆော်ခဲ့တာပါ။နိုင်ငံရေးရဆန့်ကျင်သူတွေကိုလည်းအာဏာရှင်ဆက်ဆက်ကအသွင်ပြုခဲ့တဲ့နိုင်ငံတော်ပုံကံမှုနဲ့ဆိုင်တဲ့ပြစ်မှုတွေ၊မတရားသိမ်းအပ်ဥပဒေနဲ့လက်နက်ဥပဒေအပါအဝင်ဥပဒေပေါင်း၉ခုနဲ့ဖိနှိပ်မှုတွေကိုလည်းလှုံ့ဆော်ခဲ့တယ်လို့သိရပါဗျ။ Música